ဲ့ဒီလိုနဲ့ကိုမင်းနေဟာလက်တစ်ဖက်တွင်တနက်ကိုဆွဲကန်ကတခြားတစ်ဖက်မှာကျိုးစာကိုဆွဲကန်လျက်အောက်သို့ဆင်းသွားတော့တယ်။ကျုပ်တို့သုံးယောက်ကလည်းကိုမင်းနေဆင်းသွားတဲ့ကျိုးကိုဆွဲထားပေးကြတယ်ဗျ။အဲ့ဒီလိုနဲ့မကြမီမှာပဲကြားပြူကြည့်ရှိတဲ့ကြောက်စွန်းပေါ်တို့ကိုမင်းနေရောက်ရှိသွားတော့တယ်။ညာရွာစာတွတ်ပြီးလာပြီဟဲ့။တပည့်ကျော်ဘိုက်ကလေးလည်းပါတယ်နော်။မင်းက ကျုပ်တို့ကြားဖြူကြီးနဲ့ရင်ဆိုင်တွေ့ခဲ့ရနေရစီတို့ရောက်ရှိလာခဲ့ကြတယ်။ထိုနေရာမှာကြားဖြူကြီးရဲ့ခန္ဓာကိုယ်မှာထွက်တဲ့သွေးကွက်တွေကိုမြင်တွေ့ကြရတယ်ဗျ။ကိုယ်သွေးကွက်တွေကိုခြေရခံပြီးတော့ကျုပ်တို့မှာကြားဖြူကြီးရဲ့နောက်ကိုလိုက်ခဲ့ကြတယ်ဗျ။လမ်းတစ်လျှောက်လုံးမှာလည်းသွေးကွက်တွေကိုနေရာအနက်တွေ့နေရတာကြောင့်ကြားဖြူကြီးဟာဝေးဝေးလံလံမရောက်သေးပဲနဲ့အနီးနားမှာပဲလို့ကျုပ်တို့ကယူဆခဲ့ကြတယ်။ဒါပေမဲ့လည်းကြားဖြူကြီးကကျုပ်တို့ထင်မှတ်ထားတာထက်ပိုပြီးတော့ကြန့်ခိုင်နေတာကိုတွေ့ရတယ်ဗျ။ တောင်တက်လန်အတိုင်းနေတဝက်ခရီးနှင်လာခဲ့သည့်တိုင်အောင်ကြားဖြူကြီးရဲ့အရေးအယံကိုပဲမမြင်တွေ့ရပဲနဲ့ရှိနေတော့တယ်။လမ်းမှာတွေ့ခဲ့ရတဲ့ခန္ဓာကိုယ်တွေကတွေးထွက်ပုံနဲ့ဆိုရင်တော့ဒီကြားဟာတွေးလွန်ပြီးတော့တေးဖို့ကောင်းနေပြီကွာ။အခုတော့အရေးအယံကိုမတွေ့ရသေးဘူး။ဟုတ်တယ်ကိုမင်းနေရတလန်လုံးနဲ့တွေ့ရတွေးတယ်ကြီးပဲ။ကျုံမှလည်းစိတ်ပြက်စွာငြိမ်ညူမိလိုက်တော့တယ်။ကျွန်တော်ကတခြားသူများနဲ့မတူပဲနဲ့လက်ကင်တို့ကိုအားပြူပြီးတော့ရှောက်လာရတာကြောင့်အတော်ပင်ပင်ပန်းနေတော့တယ်ဟဲ့ဗျ။ နေကလည်းမြင့်သက်ထက်မြင့်လာလေရာကျုပ်တို့မှာချွေးတန်တရရရနဲ့ဖြစ်နေတော့တယ်။ကိုမင်းနဲ့တယောက်ကတော့တက်ကြွပြီးတော့ရှေ့ဆုံးကနေဥဆောင်နေတာပေါ့ဗျာ။ရှေ့မှာတော့တောင်ထိပ်ပဲပြုတ်ဒီတောင်ထိပ်ကနေကြားဖြူကြီးဘဲမှမထွက်ပြေးနိုင်ဘူး။ဒါသူ့ရဲ့နောက်ဆုံးတင်းကြိုက်မယ်ဗျ။အမှန်ပဲဖြစ်တယ်ဗျ။အိနေရာတွင်တောင်တလန်းတလန်းသာရှိတယ်။ကြားဖြူကြီးပြန်စင်းစရာအကြောင်းတော့မရှိဘူးဗျ။ကြားဖြူကြီးကတောင်ထိပ်ကနေကျုပ်တို့ကိုကြိုးစုံနေလိမ့်မယ်ပြုတ်။တတိနဲ့သာသွားကြဟိတ်။အဲဒီလိုနဲ့ကျုပ်တို့အဖွဲ့မှာ တောင်ထိပ်တို့စူးစမ်းပန်းစားနေတတိဝရိယထားကတက်ခဲ့ကြတယ်ဗျ။တောင်ထိပ်ကိုရောက်တဲ့အခါမှာတော့ကျုပ်တို့အတွင်းနဲ့လက်တွေမှာတက်တက်စင်လွဲနေတာကိုတွေ့ရှိလိုက်ကြရတော့တယ်။ဒီထက်ထက်တက်စရာလည်းမရှိတော့ဘူးဗျာ။ကြားပြူကြီးကဗမာမြန်ပုံနေတာပါလေ။ဟုတ်ပါဗျာ။ကြားကဒီမှာလည်းမရှိဘူး။ဘယ်မြန်ရောက်သွားတာလဲ ဒီကြားပြူကလူတွေပြောကြသလိုတဆေကြလားဗျကိုရောင်ဖြောက်သွားတာဖြစ်လိမ့်မယ်ဗျာဒါမှမဟုတ်တောင်မှန်ပောက်ပြီးတော့မြန်ပြန်သွားတာလားကျောက်တော်နေတူမင်းထင်မှလဲအံ့ဩနေတော့လေဒါလုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲကွကြားပြူကြီးဒီနေရာကနေဘလို့မှမပြောက်သွားနိုင်ဘူးသေချာချာကြဟဲ့အဲ့ဒီလိုနဲ့ကျောက်ဟာကျောက်ကမ်းမတွေကိုလှည့်ကြည့်လိုက်တဲ့ခါမှာတော့ကျောက်စွန်းတနေရာမှာသွေးထွက်လွန်နေတဲ့ကြားပြူကြီးကိုတွေ့ရှိလိုက်ရတော့လေအားလုံးပဲဟဲ့ကြားပြူကြီးကဒီကျောက်ကမ်းမဆုံးမှာရှိတာဟာလာကြည့်ကြလာကြည့်ကြ ကျုပ်ရဲ့ပြောဆိုမှုကြောင့်အားလုံးကလည်းတပြိုင်နက်ကြားဖြူကြည့်ရှိတဲ့နေရာသို့ပြေးရောက်လာကြည့်ကြတော့တယ်။အားလုံးကလည်းကျုံညွန်ပြတဲ့နေရာကိုကြည့်လိုက်ရာကြားဖြူကြည့်ကိုတွေးရှိသွားကြတော့တယ်ဗျ။ဒီအချိန်မှာပဲဘိုက်ကလေးကဂဲတလုံးယူပြီးတော့ကြားဖြူကြည့်ကိုလမ်းပေါက်ကြည့်လိုက်တယ်။ဒါပေမဲ့ကြားဖြူကြည့်ကတော့တုတ်တုတ်တောင်မလုပ်ဘူးဗျ။ကျုပ်ထင်တဲ့အတိုင်းမှန်နေပြီကိုမင်းတွေရ။ဒီကြားကြည့်ကိုဘသူမှတက်ဖို့မလိုတော့ဘူး။သူ့ဘာသာသွေးလုံးပြီးတေးနေပြီဗျ။ကဲစက်သိမ့်ပြီပေါ့ဗျာ။ ဒါဆိုရင်တော့ကျုပ်တို့အခုအိမ်ပြန်လို့ရပြီပေါ့မဖြစ်သေးဘူးဗျဒီကြားရဲ့တရေကိုကျုပ်ရအောင်သွားယူမယ်ဒါမှကျုပ်ရဲ့အောင်မြင်မှုအတွက်ဆုလက်ဖြစ်ပါလေကြားရှိတဲ့နေရာကိုဘယ်လိုသွားမှလဲဗျဒီကနေအတော်မြင့်နေတော့ကြားတကောင်ပို့တော့ခုံချဖို့လွယ်ကူပေမဲ့လူတယောက်ခုံချရင်တော့အောင်မှာအယိုးကျိုးသွားနိုင်မှာတေချာပဲဗျကြားဖြူကြီးရှိတော့ကြောက်ဆွေရဲ့အောင်မှာလဲအတော်ပင်နဲ့တဲ့ချောက်ကြီးဖြစ်တယ်ဗျကျုပ်ကကျိုးနေစင်မြဗျတန်ခင်းနဲ့ခမရတို့ကကျိုးကိုဝိုင်းကင်ထိန်းတာပေါ့ဗျကြောက်ဆွေပေါ်ရောက်ရင် ကျုပ်ကကြားသေးကိုကျိုးနဲ့ချီပေးမယ်အဲ့ကြလို့ရှင်ခမရတို့ကကြားကိုအပေါ်ရောက်ဆွဲတင်ကြပြီးမှနောက်တစ်ခေါက်မှကျုပ်ပြန်တက်လာခဲ့မယ်ဗျသူရဲ့အစီအစဉ်မှာညင်းရခက်လာတယ်ဗျကျုပ်ကလည်းကိုချင်းစာမိတယ်လေရှားပါလာတဲ့ကြားပြူကြီးရဲ့အရေးကုန်ကိုမြည်တိမုံဆုံးမဆိုးလိုချင်းမှအမှန်ပဲဖြစ်တယ်ကိုမင်းနဲ့အတွက်ဆိုရင်တော့ဗျာဒီကြားပြူကြီးရဲ့အရေးဟာထူးထူးခြားခြားအမတ်ရစရာဖြစ်နေတာမဟုတ်ဘူးလားဗျအဲ့ဒီလိုနဲ့ကိုမင်းနဲ့ဟာလက်တစ်ဖက်တွင်တနက်ကိုဆွဲကန်ကတခြားတစ်ဖက်မှာကြိုးစားကိုဆွဲကန်လျက် အောက်သို့ဆင်းသွားတော့တယ်။ကျုပ်တို့သုံးယောက်ကလည်းကိုမင်းနဲ့ဆင်းသွားတဲ့ကျိုးကိုဆွဲထားပေးကြတယ်ဗျ။အဲ့ဒီလိုနဲ့မကြမီမှာပဲကြားပြူကြည့်ရှိတဲ့ကြောက်ဆုံးပေါ်တို့ကိုမင်းနဲ့ရောက်ရှိသွားတော့တယ်။အဲ့ဒီအချိန်မှာပဲဗျာမထင်မှတ်ထားတဲ့အရာတခုဖြစ်ပေါ်လာတော့တယ်။ဒါကတော့တေဆုံးပြီးထင်ရသောကြားပြူကြည့်ဟာကိုမင်းနဲ့ကိုခုံအုပ်လိုက်ခြင်းပဲဖြစ်တော့တယ်။ကြားပြူကြည့်ဟာလိမ္မာပါနဲ့တယ်လို့ဆိုရမယ်ဗျ။တေချင်းအောင်ဆောင်ပြီးတော့ရန်သူတွေကိုဖျားယောင်းထားတာပဲ။ အခုကိုမင်းနဲ့သူ့ရဲ့အနီးကိုရောက်တဲ့အခါမှာတော့ခုံအုပ်လိုက်ခြင်းပဲဖြစ်တယ်ဗျ။ဂျာပြူဂျီဟာဒဟန်အဖြစ်မကြမီမှာတေမီကိုသိရှိပြီးတော့ရန်သူကိုပါတေဘာတို့တပါးလေးခေါ်ဆောင်သွားဖို့ရည်ရထားပုံရတယ်။အဲဒီလိုနဲ့ကိုမင်းနဲ့ဟာကျိုးကိုမလွတ်ပဲနဲ့ကင်ဆွဲထားပြီးတော့ဂျာပြူဂျီကလည်းကိုမင်းနဲ့ကိုခုံအုပ်ထားသောကြောင့်ဒီလိုနေအောင်မှာတွဲလောင်းလောင်းမီဖြစ်နေတော့လေ။ကျုံနဲ့ဘိုက်ကလေးပဲသာဆိုရင်တော့ဗျာဒီဂျာပြူဂျီရောကိုမင်းနဲ့ရဲ့ဝိတ်ကိုပါဆွဲထားနိုင်မှာမဟုတ်ဘူးဗျ။ တန်ခဲကအတော်တန်မာလာကြောင့်ပဲကျုပ်တို့၃ယောက်ပေါင်းအားနဲ့ကြာပြူကြီးနဲ့ကိုမင်းနေကိုဆွဲတင်ထားနိုင်တာပဲဖြစ်တယ်။နိုင်ရှိုင်းလာသောကြောက်ကမ်းမတွင်လူ၄ယောက်နဲ့ကြားတကောင်မကြုံစဘူးဖူးထူးခြားခြားအဖြစ်မျိုးနဲ့ကြုံတွေ့ရနေရတော့အမှန်ပဲ။ကြာပြူကြီးနဲ့ကိုမင်းနေဟာလည်းအပြန်အလှန်လုံထွေးနေတော့လေ။ကိုမင်းနေဟာတော့တတိရှိအောင်မြန်မကတတိလဲကောင်းနေရဲ့ဗျ။ကျက်တစ်ဖက်ကကျိုးကိုမလွတ်အောင်ကင်ထားပြီးတော့ဂျန်လက်တစ်ဖက်နဲ့လေးဓာတ်တူလေးကိုထုတ်ပြီးကြားနဲ့တိုက်ခိုက်နေတော့လေကြားဖြူကြီးကလည်းဇွဲကောင်းနေပြ ကိုမင်းတွေကိုမလွတ်တန်းကြိုက်ခဲထားတော့လေကြာပြူချင်းနဲ့မင်းတွေမှလည်းပူးကတ်နေလုံးသဖြင့်ကျုံမှတနက်နေ့ပြည့်ရင်မလွယ်ကူလာဘူးဗျမတော်လို့ကိုမင်းတွေကိုများထိသွားရင်တော့ဗျာအခက်ကြီးခက်လာကြည့်ရဲ့ဧဗျာတန်ကြီးမင်းတွေကိုသာရအောင်အမြန်ဆွဲတင်ပြီးတော့ဟုတ်တယ်ဗျကျုပ်တို့၃ယောက်အားနဲ့ဆွဲတင်ရင်တော့ရမှာပါအဆူရင်ကမင်းတင်ကိုတတိပေးလိုက်အောင်မယ်ကွာ။အဲဒီလိုနဲ့ကျုံမကြောက်စွန်းထိတ်ကိုသွားပြီးတော့ကိုမင်းတင်ဟောပြောလိုက်တော့လေ ကိုမင်းနေရေတတိထားတတိထားတေချာကိုင်းနာပြို့ကျုပ်တို့ခမည်းကိုဆွဲတင်တော့မယ်မတင်နဲ့ဥတုပ်ပြီးမတင်နဲ့ဒီကောင်ကြီးကမသေးသေးဘူးဗျအပေါ်ရောက်လာရင်ခမည်းတို့ရောကျုပ်ပါအားလုံးဒုက္ခရောက်ကုန်လိမ့်မယ်ခမည်းကဒီလိုတွဲလောင်းကြီးနေလို့ဘယ်ဖြစ်မလဲကိုမင်းတင်ရရရရရကျုပ်တို့မပူနဲ့ဗျဒီကောင်ကြီးကိုတက်ပြီးမှကျုပ်ပြန်တက်လာခဲ့မယ်အဲ့ဒီလုံးနဲ့ကျုပ်တို့တော့ရောက်မှလဲကျိုးကိုအားနဲ့စွဲနေခြင်းမှာပဲမမျော်လင့်ထားတာတကူထက်ဖြစ်လာပြန်နေဗျာ ။တပင်မှာရစ်ပတ်ပြီးတော့ခြိထားတဲ့ကျိုးဟာကိုမင်းတင်နဲ့ကြားဖြူရဲ့အလေးချိန်ကိုမခံနိုင်တာကြောင့်အောက်သို့ပြက်ကျသွားတော့တယ်။ကြားဖြူကြီးရော ကိုမင်းတင်မှာလုံးထွေးလျက်နဲ့ရှိုင်းလာတော့ကြောက်သေးသူပြုတ်ကျသွားတာကိုအားလုံးပဲမြင်လိုက်ရတော့တယ်ဗျ။အခုဆိုရင်တော့ကြာပြူကိုအမုံကြီးမုံနေတော့ကိုမင်းတင်နဲ့အတူကြာပြူကြီးပါနှစ်ယောက်စလုံးကြောက်သေးသူပြုတ်ကျသွားတော့တယ်။ကျုပ်တို့အားလုံးကလည်းစိတ်မကောင်းခြင်းများစွာဖြင့်ကြံရင်ခဲ့တော့တယ်ဗျာ။ဒါကတော့ကြာပြူတစေတော်လုံးမွေးတဲ့က ရေကုံရေခမ်းပွဲကြမ်းကြမ်းဆိုတဲ့အပိုင်းပဲဖြစ်ပါလေဗျနောက်တစ်ပိုင်းဆိုရင်တော့ဒီကုံမြက်ရေဆိုတဲ့အပိုင်းနဲ့ဒီကြာဖြူကြီးဇလန်းဟာဆက်သိမ့်ပြီပဲဖြစ်ပါတယ်ဒါကြောင့်ကျောက်ရဲ့ channel လေးကိုအားလုံးပဲ like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်